အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ Arsenal ကအခု Olympia ကိုကို2-0နဲ့ပြီးသွားတာဗောလေ9-0နဲ့နိုင်သွားတယ်ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တဲ့အဓိကအချက်ကဘာလဲဆိုတော့တကယ်ဆိုရင်ပြဒုတိယပိုင်းမှာ Declan Rice တို့ Aberichi Ezero နောက် Bakayo Saka တို့တော့ဝင်စရာမလိုဘူးဗျာပထမပိုင်းမှာတွေအပြတ်ဖြတ်လို့ရတယ် chance အများကြီးမှအများကြီးရတာကျွန်တော်အဓိကဒီပွဲမှာကျွန်တော်သဘောမကျတာဘာလဲဆိုတော့ performance နဲ့ပတ်သက်လို့ရောနိုင်ပွဲနဲ့ပတ်သက်လို့ဘာမှပြောစရာမရှိတကယ်ဆိုရင်ပြကိုယ့်ကစားမတွေပို့ပြီး rest ဖြစ်ရမယ်ကျွန်တော်တို့ပြ match down man လို့ chart လေးတွေအတွက်အခွင့်အရေးရရမယ်ပွဲမျိုးပြ now victor yokeres တဲ့ score ရှိရကိုရမှာသူကိုယ်တိုင်လည်း struggle ဖြစ်တာလည်းပါတယ်သူကိုယ်တိုင် heavy touch ဖြစ်သွားတာနဲ့ wide position ကိုဘလုံးရောက်သွားတာနဲ့နောက်လှမ်းကန်တဲ့အလုံးအပေါ်ထောင်းတာတကယ်ဆိုရင်ပြ yokeres ကဒီနေ့ဆိုရင်နှလုံးသုံးလုံးလောက်မကသူရတဲ့နေအနည်းဆုံးတော့နှလုံးလောက်ရတဲ့နေဗျာနောက် leandro trossor အပိုင်းရတဲ့အလုံးမျိုး ။နောက်တော်တော်များများပဲဗျာ။အဲဘာဂျီနလီဆိုပြီးပွဲအစဒီတိတ်တောင်မကြသေးဘူး။ဒီဘယ်လိုပြောမလဲ။မိုင်းလူးစ်ကယ်လီပို့လိုက်တဲ့ cross ကနေအဲ့လုံးကတေချာပေါက်ရရမယ်လို့ဗျာဒီလိုလုံးတွေကိုကျွန်တော်တို့တိုင်ငံဖြုံးနေတာတော်တော်တစ်ခါလေကြတော့လေအဲ့ဒါတွေကနည်းနည်း frustrate ဖြစ်တယ်ဒီပွဲကဗျာဒီကနှစ်ခုမကအောင်၃၄ခု၅ခုတွင်းပြီးတော့အေးအေးဆေးဆေး comfortable ဖြစ်အောင်ပထမပိုင်းမှာတည်းကနှလုံး၃၄လုံးတော့အသာလေးပဲဒါတော့ကန်ကောင်းလို့နော် Olympiakos ကခြေပါကိုတကူတွင်းတယ် ဗီအာကြည့်ပြီး offside ဖြစ်သွားလို့ထားပါတော့ game ရဲ့ပုံစံကမာတင်အိုဒီကမစိုးဘူးတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။အဲ့ကျွန်တော်ကကျွန်တော်ကျွန်တော်အမြင်အရဆိုရင်ဗျာကျွန်တော်အဲ့စကားကိုညာတောင်းမှမဘဲတောင်းမှမထားတာတော့ပူပြီးအလုပ်ဖြစ်တယ်။စကားပူတော့လုံးတက်သေးမှတ်မိလား။စကားဝင်လာတဲ့အချိန်မှာအဲ့ညာဘက်ချမ်းက 1v1 ခဏခဏချွတ်ချွတ်တယ်။ 1v1 ချွတ်တယ်သူပို့လိုက်တဲ့ cross ကိုမာတင်အိုဒီကအပိုင်ပိတ်ရတလုံးရှိတယ်။နောက် chance အများကြီးပဲဗျာ။ chance ဒိုင်ငံဖြုံးတာတခါလေကြတော့အဲ့ အဓိက frustrating ဖြစ်တဲ့ချက်အချက်ပဲ game ရဲ့ပုံစံရှင်းနဲ့အာဆင်ကပွဲကိုဆုံးမထားတယ်။ Olympia ကဘာမှလုပ်လို့မရဘူးဗျာ။ခြေကွာတယ်ဒီနှစ်သိန်းကြားမှာဒါပေမဲ့အဓိကအဆုံးဖြတ်ပေးတာတော့ clinical မဖြစ်ဘူးဗျာ။ Yokres နဲ့ပတ်သက်လို့နည်းနည်းအားမရဘူးဗျာ။တကယ်ဆိုဒီနေ့သူ goal 2 goal လောက်အသာလေးရရမှာ။လုံလောက်တဲ့ chance တွေသူရခဲ့တယ်။လုံလောက်တဲ့ chance တွေကိုလည်းသူ့ကို create လုပ်ပေးတယ်။တော့အဲ့ခံစစ်မှုတွေနောက်တန်းကြားထဲမှာရှိတဲ့ space ကသူအမြဲရတာ။ ဒါပေမဲ့ဘာဖြစ်လဲဆိုပထမတစ်လုံး marginally သွင်းသွားတဲ့အလုံးဆိုသူ touch ကစောင်းသွားတယ်ကံလဲဆိုးသွားတယ်ပါတယ်ဂိုးသမားပေါင်ကြားတွေကထင်တယ်လက်ကြားရမ်းအဲ့မှာတိုင်ကြည့်ပြီးပြန်ထွက်သွားတယ်ဒါပေမဲ့ marginally ရဲ့ပပနဲ့နဲ့နဲ့ဒါဂိုးသွင်းလိုက်လို့1-0ဖြစ်သွားတယ်ဒါပေမဲ့အစိုးရတဲ့အဲ့ marginally ခေါင်းတိုက်တဲ့အလုံးဝင်ထားအသင့်တဲ့အလုံးမျိုးအဲ့လိုမျိုးတွေဆိုသေးကြတယ်ဗျအဓိကကျွန်တော်တို့က martinelli တို့ trosso တို့ကပွဲထွက်ခွင့်ပြတဲ့အခါမှာအရင်ကြီးမလုပ်ပြ martinelli ကတော့အခု on fire ဖြစ်နေတာပေါ့လေအခု athletic club နဲ့ပွဲမှာဂိုးသွင်းတယ် နောက်ဟိုတနေ့ကတခါကိုးသွင်းတယ်အခုထပ်ပြီးကိုးသွင်းတယ်ဆိုတော့ तू ကတော့အခုလောလောဆယ်မှာတော့ तू အတွက်ကတကယ်ကိုဒါဂျင်းနဲ့ဆရာသုံးကိုးသွင်းထားတယ်သူ့ရဲ့အရေးသူပြတာတယ်ဒါပေမဲ့တချို့အပိုင်းတွေမှာကျွန်တော်အားသိမ့်မရဘူးဗောလေနိုင်ပွဲအတွက်တော့2နှစ်ဆိုတဲ့ဟာကလုံလောက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီ Champion League level မှာကျွန်တော်အခု ပါရစင်ဂျာမင်းလို့အသင်းမျိုးနဲ့ကန်တဲ့အခါကျွန်တော် chance တွေအများကြီးမရအောင်မနေ့ကကျွန်တော်မှတ်မိလားလီယန်ဒိုထော်ဆောနဲ့မာတင်နယ်လီအပိုင် chance တွေကို PSG နဲ့ပွဲမှာကျွန်တော်အသုံးမချနိုင်ဘူးဒါပဲကျွန်တော်အဓိကအဲ့ဒါ finishing by အားနေတဲ့အချက်ပဲ game နဲ့ပတ်သက်လို့တိတ်ပြီးတော့ဘာမှတော့မပြောကြအာဆနယ်ဘေးသက်တွေလည်း quiet ဖြစ်တယ်ဒါအဓိကတော့ Olympia ကဒါဒီယိုလာကလေးကဘာမှထူထူထူလုပ်ပြတာမဟုတ်ဘူးဒါပေမဲ့ဒုတိယပိုင်းမှာသူတို့ဘောလုံးတွေပိုကင်ထားတယ်ကျွန်တော်ကဘာဖြစ်လဲဆိုတော့ဒီပွဲကိုလုံးဝ total control မလုပ်နိုင်ဘူး ိုဒရဂွန်တို့မလုံနိုင်ဘူး chance တွေတော့ကျွန်တော်ရတာပဲတော်တော်လေးတော့ရတယ်ခန်းစစ်ကဆလီပါရောဂါဘရီယယ်ရောနောက်မော့စကယ်ရာဝင်လာတယ်နောက်ဂျူလီယန်တကယ်ဆိုပြ team ပါလဲဝင်စရာမလိုတာဘန်ဝိုက်တို့ team ပါဝင်စရာမလိုစကာတို့အဗရီဂျီအဲဇေးတို့ right ဆိုဝင်အောင်မဝင်ရဘူးဒါလူငယ်တွေပထမပိုင်းမှာသုံးလုံးဖြတ်ထားရင်လူငယ်တွေတို့က chance ဖြစ်ရမှာဒါပေမဲ့မလို့လူတွေအကုန်ပြန်ထည့်ရတယ်ထည့်ရတဲ့အခါဒါကလုံးဝနည်းနည်းလေးတော့ negative သဘော negative sign နဲ့ပြကျွန်တော်ဒီနေ့ပွဲနဲ့သွားကြည့်လို့ပေါ့လေရလက်ပိုင်းကတော့ပြောတာမရှိပါဘူး okay claim ရှိရတယ်နှစ်ကိုးသွင်းတယ် အဲ့ဒါတွေကတော့ဘာမှပြောစရာမရှိဘူးအကုန်လုံးဒါအသင်းရဲ့ performance အရာကြည့်ရင်နည်းနည်းအားမရဘူးပေါ့ဗျာဒီတက်ပိုဂိုးပြတ်တင်တာဒါပေမဲ့လည်း Champion League မှာဟိုဘက်မှာ Manchester City တေးကြသွားတယ်ဗျာဟိုတနေ့ကလည်း Liverpool ရှုံးသွားတယ် Chelsea လည်း Benfica ကိုခက်ခဲနိုင်လိုက်ရတဲ့အခြေအနေကိုကြည့်ပြီးတဲ့အချိန်ဆိုရင်တော့ Spurs လည်းတေးကြသွားတယ်ဆိုတော့ဒီမှာကျွန်တော်တို့အတွက်တော့အမှန်တမ်းပြောတော့ Newcastle နဲ့ကျွန်တော်တို့နှစ်သင်း Chelsea သုံးသင်းနိုင်တယ်ဆိုဘာဖြစ်ဖြစ်အစိုးရကအကောင်အားအရပေါ့လေဒါပေမဲ့ဒီနေ့စာဗခါယိုဆာကာပွဲစားတဲ့ပိုင်းတော့ဒီတက်မကဂိုးပြတ်တယ်ဗျာဘာလို့ဆိုကျွန်တော်တို့ chance အများကြီးဆာကာတီးရမှာတော်တော်တိတာတယ်ဗျအဲ့ညာဘက်ချက်မှာဗခါယိုဆာကာရဲ့ movement 1v1 ဆွဲကျော်ဖြတ်နိုင်မှုနောက်သူ့ရဲ့အရေးသွေးမြင့်တဲ့ quality unbroded တွေကျွန်တော်တို့အားနေတာအဲ့ Trossor တို့ Martinelli တို့က Trossor ဆိုလဲတစ်ချက် fake နဲ့ပြန်ကန်တဲ့အခါမှာပေါ်ထောင်သွားတာဘေးထွက်သွားတာ Yorkress လဲဒီတိုင်းပဲဆိုတော့ဒီ Arsenal ကတော့2-0ပေါ့ဗျာ ဒါပထမပိုင်းမှာ Gabriel Martinelli ဒုတိယပိုင်းမှာ Bukayo Saka ဒါပွဲအစနဲ့အဆုံးပဲအစောအစောပိုင်းတွေမှာတကူးသွင်းတယ်ဆိုတော့ဒါဘယ်လိုပြောမလဲကျွန်တော်နှစ်ပွဲကစားနှစ်ပွဲပေါ့လေ Athletic Club နဲ့ပွဲမှာဒါကျွန်တော်တို့အနိုင်ရတယ်ဒီနေ့ပွဲမှာနိုင်အောင်နှစ်ပွဲကစားလေးကိုသွင်းတယ်ပေးကိုမရှိဘူးဒါတော့ Champion League ရဲ့ record ရဆိုတော့ဘာပဲဖြစ်ဖြစ်6မှတ်ဆိုတဲ့အာတော်တော်လေးတော့ကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ပေးသက်တွေကဒီတမကဂိုးပို့လို့ခြင်းတယ်ပေးသက်တွေကဒီတမကပို့ performance ပြစေခြင်းတာဆိုတော့ champion ဖြစ်တဲ့ performer မျိုးပါဟာဒီကောင်တွေကိုကြည့်လို့ရှိရင်ကြွားနေတာပဲဒီကောင်တွေက excited ဖြစ်စရာဖြစ်တယ်ဆိုတော့အခြေအနေမျိုးမှောက်ဘူးအဲ့လိုအခြေအနေမျိုးကိုကျွန်တော်လိုချင်တာဥပမာ PSG ကစားသွားတာကြည့်ဗျာ PSG က Barcelona ကိုဒုတိယပိုင်းမှာကစားသွားတာ Fatinha တို့ဘာလို့လှုပ်လို့တော့မရဘူး Barcelona အဲ့အဲ့လိုမျိုး performer မျိုးပါအဲ့ level တော့ကျွန်တော်တို့မရောက်သေးဘူးလေဘာဖြစ်ဖြစ်ဒီနေ့ကျွန်တော်တို့အင်ကွင်း Emirates မှာနောက်ထပ်နိုင်ပွဲကျွန်တော်ဒါပြီးကျွန်တော်တို့ Atletico Madrid နဲ့နောက်ထပ် Champions League ပွဲရှိတယ်ပြီးတော့ weekend မှာဒါ West Ham နဲ့ ဒါဗျာမိုက်ဒီလူငယ်ကစားမလေးတွေကအီတန်ဝန်နေရီတို့မတ်ဒေါမန်တို့လူငယ်ခြားလေးတွေပွဲထွက်ခွင့်ကစားခွင့်မိနစ်မရလိုက်တာနည်းနည်းတော့စိတ်မကောင်းဖြစ်တယ်ဘာလို့ဆိုတော့တို့ဒီနေ့ရသင့်တာကိုချန့်စီတာအသုံးချရင်နောက်ယောဂရက်စ်နဲ့ပတ်သက်လို့ဗောလေပြောချင်တဲ့သူအများကြီးကြမှာသူကိုမရတာလည်းအားမရဘူးပြည်သက်တွေကလည်းအားမရဘူးဘာလို့ဆိုတော့သူကိုရမှာသူ့မှာ under pressure နဲ့မှာဘာဖြစ်ဖြစ်အာစနယ်ရဲ့ old school winger နှစ်ယောက်ဖြစ်တဲ့ဘခါယိုဆာကာနဲ့မာတီနယ်လီတို့ရဲ့ twin goal နဲ့အာစနယ်ကအင်ကွင်းမှာနှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာဗာအလုံးကျေးဇူးတင်ပါတယ်